ဒီနေ့မှာတော့ခန်ကျော်ကဟင်းကပ်အမွေးကြိုင်ကြီးကြိုက်တဲ့သူတွေအတွက်သတင်းကောင်းလေးပြောပြအောင်မယ်အဲ့တော့ဇင်တို့စုံမုံတော့ဟင်းကပ်အမွေးကြိုင်ကြီးကြိုက်တာကြိုက်တယ်အရန်ကိုကြိုက်တာဟုတ်တယ်မကြိုက်တဲ့ဟာလေးတွေလည်းရှိတယ်နည်းနည်းရှိတာပေါ့တချို့အရန်မွေးတော့တဲ့ဟာမျိုးကြောက်လည်းတိတ်မကြိုက်အဲ့တော့မြမြစားပေးရလိမ့်မယ်ဘာလို့ဆိုပုံမှန်စားမယ်ဆိုရင်လူသက်တမ်းပို့ပြီးတော့ရှည်နိုင်တယ်တဲ့အဲ့တော့ဒီအကြောင်းအရာလေးကို Health Care Channel ထဲမှာရေးထားတာလေးပြောပြပေးပါမယ်ပြီးတော့ဟင်းကပ်အမွေးကြိုင်ကြီးကတော်တော်များများလူတွေမကြိုက်ကြအောင်မျိုးသားတွေဆိုတိတ်ပို့ပြီးတော့မကြိုက်ကြအောင်မျိုးသမီးတွေကတချို့တွေကမစားကြသေးဘူးသူကရိုးရစားတာရိုးရစားတာအများကြီးသူအဓိကရှာ ော်လဲထုပူသွားတယ်တချို့အမွှေးကြိုင်နေရဆိုလို့ရှိရင်အနက်နေရကမှော်သွားတယ်ထပ်ပြီးတော့ဟိုမစားကျင်တော့တဲ့ဟိကအမွှေးကြိုင်နေလည်းရှိတယ်အဲ့တတော်တချို့ဆိုတတော်မများလူတတော်မများညင်းပယ်ကြတယ်ဟိုကြိုက်တာလောက်ကတော့ဟိုပုံမှန်ငရုတ်ကောင်းလောက်တို့နောက်အဆက်သေးပါမဆလာလောက်တော့လက်ခံနိုင်ကြတယ်တခြားဟိကအမွှေးကြိုင်ထူးထူးဆန်းဆန်းနေလည်းရှိတယ်အများကြီးပဲခုနကတော့စဉ်ပြောသွားသလိုပဲဟုတ်တယ်ထိုင်းဘက်တွေမှာဆိုလို့ရှိရင်တို့မှအမျိုးအစားတွေစုံနေနေရကိုယ်လောင်မသိတော့အဲ့ဒီအမေကြီးကြတော့အဲ့တော့လေးလာမှုအသေးရဆိုအဲ့ဒီပုံမှန်ဟိကအမွှေးကြိုင်ကိုစားပေးမယ်ဆိုလို့ရှိရင်ဟိုသေဖို့လည်းနည်းစီရဲပြီ ော့လူသက်တမ်းပို့ပြီးတော့ရှည်ရဲတဲ့အဲထူးထူးဆန်းဆန်းလေးစားကြမလို့ပါဘူးပုံမှန်စားနေကြဟင်းကက်အမွှေးကြိုင်တွေကိုပို့တိုးပြီးတော့စားပြီးပို့ကောင်းတာပေါ့နော်ပြီးတော့အဲ့ချက်မှာဆိုဟင်းကက်အမွှေးကြိုင်ထဲမှာငရုတ်သီးလည်းပါတယ်ငရုတ်သီးရဆိုလို့ရှင်ဆက်တယ်အဲ့တော့ပုံမှန်စားပေးမယ်ဆိုရင်ရောင်ရမ်းတာတွေနောက်ပြီးတော့သွေးတိုးကြစေတဲ့အာနိသင်တွေသူ့မှာရှည်ရဲတဲ့နောက်ကျန်းမာရေးတို့လည်းကောင်းတာပေါ့နော်အဲ့တော့လေးလံတွေးရှိမှုကိုဘယ်မှာတွေ့ရလဲဆိုတော့ဒီ BMI ဆေးပညာဂျာနယ်ဂျာနယ်မှာပေါ့နော်ပုံထိပ်ပြီးဖော်ပြထားတာတဲ့ပုံမှန်စားနေကြအစားအစာထဲမှာဟင်းကက်အမွှေးကြိုင်တွေထည့်ပြီးတော့စားပေးမယ်ဆိုရင်ကင်ဆာယောဂါတွေ ်နောက်ပြီးတော့နှလုံးတိုက်ခတ်ခံရတဲ့ယောဂါတွေအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဒါတွေနဲ့သေဆုံးနိုင်မယ့်အခြေအနေတွေကိုလည်းသူကညော့နေသွားတယ်တဲ့နောက်ပြီးတော့ငရုတ်ကောင်းရဲ့အကျိုးလည်းရှိသေးတယ်အဲ့ဒီလေးလာတဲ့အခါမှာပေါ့နော်ငရုတ်ကောင်းရဲ့အကျိုးရဲ့နောက်တခြားဟင်းကက်အမွေးကြိုင်တွေအနေနဲ့ငရုတ်သီးမျိုးနွယ်တွေရာဆိုလို့ရှိရင်တဲ့သူကအဝလွန်ခြင်းနဲ့နှလုံးသွေးကြောဆိုင်ရာယောဂါတွေပေါ်မှာလည်းအကျိုးသက်ရောက်မှုတွေရှိတယ်တဲ့အဲ့တော့သူတို့တွေလေးလာခဲ့တာဆိုလို့ရှိရင်လေးလာမှုကိုဒါလူပေါင်းပေါ့၄သိန်းကျော်တယ်၄သိန်း၈၈385ရောက်မှလေးလာတာ အသက်30ကနေ89နှစ်ထိဟိုဘောနော်လူလူတွေအကောင်လုံးပါဝင်ကြတယ်အဲ့မှာဖျားနာတဲ့သူတွေလည်းလေ့လာတယ်အဲ့လိုလေ့လာတဲ့အခါမှာခုနပြောတဲ့ဟိကံငွေကြိုင်နေစားသုံးတဲ့သူတွေကသူတို့တွေကပုံမှန်ထက်ကိုပိုပြီးတော့အသက်ကြာကြာချေလဲနေရတယ်နောက်တိတ်ဆုံးမှုကလည်းနေပါရင်လို့ပြောတယ်အဲ့တော့ဟိကံငွေကြိုင်နေများများစားရမယ်ဒီနေ့ကစားပြီနော်ကလေးတွေကိုလည်းများများကြွေးပါ ကျန်းမာရေးအတွက်အထောက်အကူပြုတယ်။ဒါပေမဲ့ဟိုထိုင်းလူမျိုးတွေကကြာဟင်းခက်အမွေးချိုင်ပါမသူတို့ကစားရတာနော်။သူတို့ကရှိအနက်တော်တော်ပြင်းတာသူတို့အစားစားဟင်းနေဆိုတယ်နော်။သူတို့ဒီပြောရမယ်ဆိုမန်နိုင်ငံမှာရှိတဲ့ဟင်းသူတို့ပေါ့နော်ထိုင်းရိုးရာဟင်းရာတွေကြတော့မြန်မာအကြိုက်ဖြစ်အောင်ပြင်ထားကိုစားလို့ရတယ်။သူတို့နိုင်ငံသွားလို့ရှိရင်တိတ်ပြီးတော့မစားနိုင်ပါဘူးနော်။တော်တော်ဟုတ်ပါပဲ။ ကဲဒါဆိုရင်ဒီခါမှာကြတော့ဒီမှာသွားနဲ့တပုံကျမ်းမာရေးအတွက်ပြောပြပေးအောင်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီသွားနဲ့တပုံကျမ်းမာရေးရဆိုလို့ရှိရင်သွားဆိုတော့ဒီပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်ပိုင်းသေးသေးလေးတခုပဲဒါပေမဲ့အဲ့သွားကြိုက်နေကြည့်တနေကုန်နေလို့မရတော့ဘူးစားလို့မရဘူးသွားကြိုက်ရနေခေါင်းတွေပါကြိုက်ဒီကုလုံးပင်မန်းပြီးအပူပဲတက်ချင်တယ်လို့လို့အပြားပဲတက်ချင်တယ်လို့အဲ့လိုဖြစ်လာတာအဲ့တော့ဒါသွားနဲ့ပတ်သက်ပြီးတော့ဒါဘယ်လောက်ထိအေးပါလဲဆိုတာဒါလေးကြည့်ရနေသိနေပါပြီပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင်ဒီကိုကဒီခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျမ်းမာရေးကိုထိန်းချ ောင်းပေးတဲ့နေဟာတခုလို့တော့ပြောလို့ရနေပါပြီတဲ့ဒါကြောင့်ဒီဟိုဘောနော်မတန်ရှင်းမကျန်းမာတဲ့ဗဇက်တွေတွားတွေတဖုံးတွေဒါတွေကဘာရောင်ဖြစ်နိုင်လဲဆိုတော့နာတာရှည်ယောဂါတွေကိုတော့ထပ်ပြီးတော့ဖြစ်စေနိုင်တယ်တဲ့တသက်လုံးမတန်ဆွမ်းဖြစ်စေနိုင်တယ်ဆိုတော့ဒီတစ်ချိန်လုံးသွားခိုက်နေမှာတော့ဘောနော်ဘယ်သူမှတော့လှုပ်ရှင်ရခြင်းသိတာရှိတော့မှာမဟုတ်ဘူးအဲဒါကြောင့်မလို့ပြောထားတာပါနောက်တစ်ခုကဘာလဲဆိုတော့သွားနဲ့ကရင်တန်ရှင်းမှုကအရန်ကိုလိုအပ်တယ်အဲ့တော့ဒါသွားသွားနဲ့ကရင်တန်ရှင်းမှုအတွက်ဆိုလို့ရှိရင်တကြားတကြားကိုလုံးဝရှောင်အောင်တကြားနိုင်နေမြရှောင်ရမယ်အချို့ ချိုပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကပါဆိုသွားရိုက်စေသွားရိုက်တန်နဲ့ဒါသွားတိုက်တဲ့နေရာမှာဆိုရင်နေ့စဉ်တနေ့ကိုနှစ်ချိန်ပေါ့နော်ဒါပုံမှန်ပွတ်တိုက်ပြီးတော့အစေးကြောပေးရမယ်မနက်နဲ့ညအိပ်ရာဝန်ခံကြီးနှစ်ချိန်ပေါ့နော်ဒါကကြတော့အခြေခံကြတဲ့သွားနေကရင်ကျမ်းမာရေးအတွက်ဒါနီးလန်းကောင်းပေါ့တစ်ချိန်ကိုလည်းဆို2မိနစ်ထက်တော့ပေါ့2မိနစ်လောက်တော့တိုက်ပြီးပေါ့နော်ချက်ချင်းမြန်မြန်မြန်တိုက်ပြီးတော့မြန်မြန်မြန်ထွက်ထုတ်လိုက်တခါကျရင်ရှိရင်နော်တနေ့ကိုနှစ်ချိန်ထပ်မခါတိုက်တယ်ဒါမှမဟုတ်တစ်ချိန်ကိုခဏလေးပဲဆိုတော့အပေါ်ရန်လေးတွေပဲဒါ စင်သွားမယ်စင်သွားပြုတ်တွေပါကြင်လိုက်မယ်အထက်မှာအစာချင်းစားချင်နေရှိရအောင်မယ်အဲ့တော့ဒါတနေ့ကိုဘယ်နှကြိမ်မဲတိုက်တိုက်အဓိကကဟိုအကြိမ်ရများတာအထက်ကိုတစ်ကြိမ်မှာဟိုဘောတော့နှစ်မိနစ်လောက်တိုက်ပြီးတော့နှစ်ကြိမ်တိုက်မယ်ဆိုရင်တော့တန့်ရှင်းသွားလို့ရှိရင်ဒါအဆင်ပြေနေပြီပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးလေးတိုက်ဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတော့ ိုသွားနဲ့ပတ်သက်ပြီးကျန်းမာရေးအတွက်ဆိုရင်ဆလိတ်ဖြတ်ဖို့လဲလိုတယ်ပြီးတော့ရေများများတောက်ပေးရမယ်ပြီးတော့သွားဆရာဝန်နဲ့ချိန်ပြီးတော့ဒါအချိန်မှန်မှန်ပေါ့နော်တို့သတ်မှတ်ထားတဲ့အချိန်တိုင်းအချိန်မှန်မှန်ပြပြီးတော့သွားနဲ့ကရင်ကျန်းမာရေးအတွက်စစ်ဆေးတင်နေပြီးတော့ဒါပေါ့နော်ကို့အနေနဲ့ကအမှုမဲ့အမှတ်မဲ့အရာတွေကိုတတိမထားလိုက်မိဘူးပေါ့နော်တစ်ခါတည်းရမှာအဲ့လိုတတိမထားလိုက်မိုံနေတယ်ရောဂါဝေဒနာပေါ့နော်တင်းတစ်ခုကနေတင်ပြပါတယ်ဒါပါလဲဆိုတော့သွားနဲ့တဖုံဂယူးဆိုင်မှုနေ့စဉ်အိယာထားနေအိယာဝင်နှစ်ချိန်ပေါ့နော်ဒီလောက်ကလေးတိုက်ဖို့မေ့ဝါးတာနဲ့ ယ်။သွားရကြမှာကြီးအသက်ရွယ်ပိုင်းကတခုရောက်လာတဲ့အခါမှာတကယ်တော့ ဘာဘာကြောင့်မဟုတ်ငွေတော့အဲ့နှစ်ကြိမ်သွားတိုက်ဖို့မေ့ယုံနေတယ်ပေါ့နော်အရွယ်မတိုင်ခင်သွားနေကြရင်ပြဿနာတွေပြင်းပြင်းထန်ထန်ပေါ့နော်တွေးကြုံပြီးခံစားရတယ်အဲ့တော့ဒါဘာမှမဟုတ်ဘူးဆိုပြီးတော့မေ့မေ့လျလျပြစ်မထားပါနဲ့တဲ့အတိအကားကတော့တနေ့ကိုနှစ်ကြိမ်ဒါပုံမှန်ပေါ့နော်သွားတိုက်ပြီးပြီးတော့တန်တန်ရှင်းရှင်းနဲ့ဒါအစာစားပြင်းအလုပ်ကျင်းတာမျိုးတွေဒါမျိုးလေးလုပ်ပေးရမယ်ဆိုပြီးတော့ဒါထပ်ပြီးသတိပေးပေးထားတာဟုတ်တယ်သွားနေကြရင်ကျမကြီးကတကယ်အရေးကြီးတယ်နော်ဟုတ်တယ်ဒါအရွယ်မတိုင်ခင်မှာသွားမကြိုးဘူးပေါ့နော်သွားရင်မနှုတ်ပြရဘူးအဲ့ဒါအရေးကြီးတယ်ဒါမို့ဆိုအရွယ်မ တိုင်းသွားတွေနှုတ်ပြလိုက်ရတယ်အဲ့သွားတွေကိုစိုက်ရတာနဲ့ဈေးဈေးစကားလည်းအရန်ကုန်တာလေနော်ဟုတ်တယ်မဆိုင်ပဲထားရင်နော်အဲ့ဒီဒီသွားငကိုကရှိတဲ့နေရာပြပြတဲ့တင်ကိုပါးရရဆိုအဲ့လိုခွတ်သွားတာမျိုးဟုတ်တယ်ပါးပုံမှန်ပေါက်သွားတာတခြားဘေးနာသွားတွေပါရိုင်းကုန်တာဟုတ်တယ်အဲ့လိုဖြစ်တယ်မကောင်းတော့ပြန်စိုက်ရမယ် ကဲဒီနေ့ခေတ်သစ်ပြုံမေကတရင်ကြောင်ရည်ဆုံးသွားပြီအဲဆိုရင်အင်ဂျီကြောင်ပြောပြီးနှုတ်ဆက်လိုက်တော့မယ်နော်ဒီကနေ့ခေတ်သစ်ပြုံမေအစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီတွေကတော့ Junction Square Shopping Center ပထမတက်က Crazy Color Fashion Line ဖြစ်ပါတယ်ပရိသတ်တွေအားလုံးအတွက်ကိုခေတ်သစ်ပြုံမေအစီအစဉ်ကနေဘုဒ္ဓတရအများကြီးဝေမျှပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ်သစ်ပြုံမေအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရဲ့ရှင် Bye bye